ပတာဝင်ပုဂ္ဂိုလ်တွေဟာနံပါတ်1သီလနံပါတ်2သမာဓိနံပါတ်3ပညာလို့ဆိုရဲကုသဏမှာဖြည့်စည်းရမဲ့ဘာသာတရားအနေနဲ့ကိုကိုတိုင်းမပြည့်စုံရင်မဖြစ်အောင်ကြိုးစားအားထုတ်ရမယ်အဆင့်30အရေးပါတယ်ပေါ့ဒါကြောင့်မလို့မိမိဘဝမှာစီးပွားဥစ္စာရှာရင် အလောက်အကိုင်းလုံရင်းကနေပြီးတော့နံပါတ်1ကုချင်းသီလကိုမပြည့်အောင် ကိုချင်းသီလမပြတ်ပြောင်းအောင်ကြိုးစားအပ်တော့ကိုချင်းသီလဘာကြောင့်လိုအပ်တာရောလို့ဆိုကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာအနဝိသဒုက္ခလို့ခေါ်တဲ့အပြစ်ကင်းတဲ့ချမ်းသာမျိုးရတာအပြစ်ကင်းတဲ့ချမ်းသာဆိုတာပတ်စံရှိလို့ရတဲ့ချမ်းသာမျိုးငွေကြေးဒနာ30ချင်းကြောင့်ရလာတဲ့ချမ်းသာမျိုးအဲ့ဒီချမ်းသာမျိုးတွေနဲ့မတူဘူးအပြစ်ကင်းတဲ့ချမ်းသာက ပဆံရှိလို့သုံးရတဲ့ချမ်းသာနော်ပဆံရှိတဲ့ချမ်းသာပဆံရှိလို့သုံးရတဲ့ချမ်းသာတွေတဲ့ပို့ပြီးတော့သူကတန့်စင်မွန်မြတ်တယ်အဲ့ဒါကြောင့်မို့အပြစ်ကင်းတယ်ဆိုတာမျိုးရဖို့အတွက်သီလကိုလုံခြုံထိန်းသိမ်းဆောင်ရှာကိုယ်သီလလေးကိုကိုယ်တနေ့တခါမပြတ်ပြန်လဲစဉ်းစားကြည့်ဒီကနေ့ငါမှာပဏ္ဏလိပတ္တအရိဏဒါနာကာမိတုမေဆာသာမူတာဝါရ သူရမေတရားတွေလုံယုံရလားလို့ဆင်ခြင်စဉ်းစားကြည့်လုံကြုံတယ်ဆိုလို့ရှင်စိတ်ထဲမှာជីနူးဝန္တာမှုတွေဖြစ်တယ်အဲ့ဒီជីနူးဝန္တာမှုအလွန်တမိုးရှိတဲ့ជីနူးဝန္တာမှုပဲအဲ့လိုကုသီလကိုကိုဆင်ခြင်ခြင်းအဖြစ်ဒီကနေ့ယဟန္တာပုဂ္ဂိုလ်တွေတန်ရှင်းစင်ကြယ်စွာ နေသလိုငါလဲဟောဒီပြစ်မှုတွေကနေလွတ်ကင်းပြီးတော့တန်ရှင်းစင်ကြယ်နေတာဖြစ်သောကြောင့် ငါရဲ့ဘဝဟာအရာတော်လိုက်တာလို့စိတ်ထဲမှာကျေနပ်အားရလာတယ်ပေါ့အဲ့ဒီကျေနပ်အားရမှုလေးဟာဘာကိုဖြစ်စေတော့ဆိုစိတ်သက်တည်ငြိမ်မှုကိုဖြစ်စေတယ်ပေါ့အနုဘုဆိုင်လူရဲ့စိတ်ဟာမတည်ငြိမ်ဘူးပေါ့ကောင်းတာတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ကစိတ်ကတည်ငြိမ်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားကဟောတာတိလပရိဘာဝီတောတမာတိမဟာဘလောမဟာနိတံတော် မိမိရဲ့စိတ်တည်ငြိမ်မှုလေးဟာသီလနဲ့ထုံမှန်းတာမှစိတ်တည်ငြိမ်မှုရတာအဲ့ဒီစိတ်တည်ငြိမ်မှုလေးဟာအလွန်ပဲအကျိုးကျေးဇူးများလာတယ်ပညာဆိုတဲ့အရေးချင်းတစ်ခုကိုဖြစ်ပွားစေတယ်ဒါကြောင့်မလို့သီလကိုအရင်လုံခြုံပြီးတော့သီလကိုအချိန်ချင်းထပ်ထပ်ဆင်ခြင်သုံးသပ်နေခြင်းဟာလေဘာဝနာလုပ်ငန်းတစ်ခုလုပ်နေတယ်လို့ပဲဘာဝနာတစ်ခုလုပ်တယ်လို့သီလနှုတ်တတိဆိုတာ တခြားလုပ်တွေမလုပ်တတ်လို့ရှိရင်ပဲကြည့်လေကိုယ့်ကိုဒီနေ့ဟာတရဝရရဲ့အသက်ကိုတတ်